လူသေးကိုအသက်သွင်းလို့ရပြီလားဖရန်ကန်စတိုင်းရုပ်ရှင်ထဲမှာဗစ်တာဖရန်ကန်စတိုင်းဟာလူသေးအစိတ်ပိုင်းတွေကိုပေါင်းစပ်ပြီးတော့တတဝါကြီးတစ်ကောင်ဖြစ်အသက်သွင်းခဲ့ပါတယ်လက်တွေ့အပြင်လောကမှာရောစေသိပ္ပံပညာအရာဖြစ်နိုင်လားလူသေးကိုပြန်လဲအသက်သွင်းမှုကြိုးပမ်းတဲ့အခါမှာအထင်ရှားဆုံးတိုးတက်မှုကတော့ US J University ကစေသိပ္ပံပညာရှင်တွေကြိုးပမ်းကြတဲ့ Organ Age System ပဲဖြစ်ပါတယ်သေဆုံးပြီးတနအီကြာပြီးဖြစ်တဲ့ဝက်တွေကို ီ organ aid system နဲ့ချိတ်ဆက်လိုက်တဲ့အခါဒီစနစ်ကအောက်ဆီဂျင်အာဟာရဓာတ်နဲ့ဆဲတွေပျက်စီးမှုကိုကာကွယ်ပေးမဲ့ဓာတ်ရုပစ္စည်းတွေရောစပ်ထားတယ်ဓာတ်ရုဆေးရည်ကိုဝက်ရဲ့ကိုယ်ထဲထည့်သွင်းလိုက်ပါတယ်အန်ဩစရာကောင်းတာကဝက်ရဲ့နှလုံးအသည်ကြောက်ကဲစတဲ့ကိုရင်ကအစိပ်ပိုင်းတွေမှာဆဲအဆင့်ပြုပြင်မှုတွေနဲ့လှုပ်ဆောင်ချက်အချို့ပြန်လည်ဖြစ်ပေါ်လာတာကိုတွေ့ရှိရပါတယ်။ဒါပေမဲ့ဝက်တွေရဲ့ဥနောက်ထဲမှာသတိရှိနေကြောင်းပြသတဲ့လျှက်စစ်လိုင်းတွေကိုတော့မတွေ့ရှိခဲ့ရပါဘူး။နောက်ထပ်စမ်းသစ်တဲ့နည်းပညာတစ်ခုကတော့ ခရိုင်ယိုနစ်လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုအေးခဲပြီးတင်းဆဲထားခြင်းဖြစ်ပါတယ်။ဒီနည်းပညာကိုယုံကြည်တဲ့သူတွေကသေဆုံးသွားတဲ့ခန္ဓာကိုယ်ကိုအယံအေးတဲ့အပူချိန်မှာတင်းဆဲထားပြီးအနာဂတ်ဆေးသိပ်ပံပညာတွေတိုးတက်လာတဲ့အခါပြန်လည်အသက်သွင်းမှုမျှော်လင့်ထားကြတာဖြစ်ပါတယ်။အေးခဲထားတဲ့ဦးနှောက်ကိုပြန်လည်နိုးထစေပြီးအသည့်ပြန်ဝင်စေဖို့အတွက်ကတော့နည်းပညာတွေလိုအပ်နေပါသေးတယ်။ဒီလိုမျိုးသူ့တေသနာတွေတိုးတက်လာတာနဲ့အမျှလူတအူးကိုဘယ်ချိန်မှတကယ်သိပြီလို့တတ်မှန်မလဲဆိုတဲ့ ကျင့်ဝတ်ဆိုင်ရာမေးခွန်းတွေဟာပို့ပြီးတော့ရှုပ်ထွေးလာပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင်လူသေးကိုချက်ချင်းပြန်အသက်သွင်းနိုင်မဲ့ဤပညာမျိုးကိုစေသိပ္ပံပညာရှင်တွေမတွေးရှိသေးပါဘူး။ဒါ့အပြင်အစောပိုင်းကပြောခဲ့တဲ့ဤပညာတွေဖြစ်တဲ့ organ ace တို့လို cryonic တို့လို့ဤပညာတွေဟာသေခြင်းဆိုတာခိုင်မာတဲ့နယ်နိမိတ်တစ်ခုမဟုတ်ဘူး။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ဥနှောက်ရဲ့ပြန်လည်ရှင်သန်နိုင်စွမ်းဟာအရင်ကားထက်ပိုများတယ်ဆိုတာကိုသိရှိလာရပါတယ်